တင်းကိုတင်းယုံကြည်မှုရှိဖို့ဒီအချက်တွေကိုတည်ထားပါကိုအားသာချက်ကိုတည်အောင်လုပ်ပါတင်းပဲမှာတော့လည်းမလုပ်ရတာတက်တောင့်တတာရှိတယ်လေဒါတွေကိုချရည်ပြီးမကြခဏတတိယပေးပါအသေးစားအောင်မြင်မှုတွေကိုချီးကျူးပါဒီနေ့တင်ပြီးမြောက်ခဲ့တဲ့အရာတွေဥပမာလက်ကျင်ခံလုပ်တာအလုံးစောပြီးတာတွေကိုဂုံယူပါအနုလက္ခဏာဆောင်တဲ့ဇာတ်တွေကို မပြောပါနဲ့မဖြစ်နိုင်ဘူးမလုံနိုင်ဘူးဆိုတဲ့ဇာတ်တွေထက်စူးစမ်းကြည့်မယ်ဆိုတာမျိုးကိုသာပြောပါ ခန္ဓာကိုယ်အနေထားနဲ့ဘာသာစကားကို view ဆိုင်ပါဆိုလိုတာကမမက်ရက်ပါမျိုးလုံးချင်းစုံပါရှင်းရှင်းလင်းလင်းပြောပါဒါတွေကတင့်ကိုယုံကြည်မှုရှိသူဖြစ်လာစေမှာပါ အတွေ့အကြုံတွေကိုရှာဖွေပါမသိသေးတဲ့အရာအ ਨੇ ဆုံးတစ်ခုကိုတင်ယူပါစင်ခေါ်မှုတစ်ခုကိုလက်ခံပါဒါကတင့်ကိုတင်အစင်းမြင့်တင်နေတယ်လို့ပါပဲအတိတ်ကအမားတွေကိုတင်ခန်းစာဖြစ်မြင်ပါရှုံးဆိုတာနောက်ဆုံးမဟုတ်ပါဘူးပြန်ထဖို့အတွက်အခွင့်လန်းပါကိုကိုကိုသူများနဲ့နှိုင်းရှင်တာရက်ပါ တယောက်နဲ့တယောက်စတင်ချိန်တွေခီးတွေကမတူပါဘူးဒါအကြောင်းတင်းရဲ့တိုးတက်မှုကိုပဲအာယုံဆိုင်ပါအားပေးမဲ့သူတွေနဲ့သာဝန်းရံပါတင်းကိုအားတက်စေမဲ့သူတွေကအားပေးမဲ့သူတွေနဲ့သာအချိန်ဖြုံးပါ ကိုကိုကို view ဆိုင်ပါအေးရေဝဝအိပ်ပါကျမရင်းနဲ့ညီအောင်စားပါကိုခန္ဓာကျမမှာစိတ်ပါကြန့်ခိုင်မှာဖြစ်ပါတယ်ငါလုံးနိုင်နေဆိုတဲ့စိတ်ထားနဲ့အသက်ရှင်ပါနေစဉ်မှန်ကြည့်ပြီးငါကအံ့ဖွယ်ကောင်းလို့ပြောပါယုံကြည်မှုဆိုတာလေးချင်းတစ်ခုသာဖြစ်ပါတယ်။ ယုံကြည်မှုရဲ့ပထမဆုံးအဆင့်က ကိုကိုကိုယုံကြည်ဖို့ရွေးချယ်လိုက်တာပါပဲပေကို like and follow လေးလဲလှူထားပေးပါဦးနော်